မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ် NUG ဆိုရာကတရုတ်နိုင်ငံရဲ့ရန်သူမဟုတ်တရုတ်ရဲ့မြမအကြီးဂျာဝင်ဖြန့်ပြင်းမှုဆရာနာရှင်သက်ဆိုးရှင်ရောက်မဖြစ်တဲ့လို့ NUG ယာယီသမရပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတရုတ်နိုင်ငံရဲ့ရန်သူမဟုတ်ပဲတရုတ်ရဲ့မြမအရေးဂျာဝင်ဖြန့်ဖြီးမှုမှာဆက်အာနာရှင်သက်ဆိုးရှိအောင်မဖြစ်တဲ့ကြောင့် NUG ရဲ့တမရဒူဝါလက်ရှိလာကပြောဆိုလိုက်ပါတယ်။ April 29ရက်နေ့မှာပြုလုပ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့73မြင်းဆောင်2025စည်းဝေးမှာယာယီတမရကထပ်ပါတိုင်းပြောဆိုလိုက်တာပါ။အမျိုးသားညီညွတ်ရေးအစိုးရကတရုတ်နိုင်ငံရဲ့ရန်သူမဟုတ်ကြောင်း တရုတ်နိုင်ငံရဲ့မြန်မာအရေးဂျာဝင်ဖြန့်ပြေမှုကဆရာနာရှင်စနစ်တက်ဆိုးရှိရာမဖြစ်သင့်စေတဲ့ကြောင့် NUG ပေါ်တရုတ်နိုင်ငံရဲ့အမြင်များကိုပြန်လည်တက်မှတ်ပေးဖို့လိုအပ်ကြောင်းတမရခပြောဆိုပါရင်တရုတ်ရဲ့မြန်မာအရေးဂျာဝင်ဖြန့်ပြေမှုတွေကဆရာနာရှင်စနစ်တက်ဆိုးရှိရာမဖြစ်သင့်စေဘူးလို့ထင်ပါတယ်ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ပါဝင်တိုင်းဒေသတော်လှန်ရေးအင်အားစုတွေအနေနဲ့လည်းတရုတ်ရဲ့ဂျာဝင်ဖြန့်ပြေမှုတွေနဲ့ပတ်သက်ပြီးဖြစ်သင့်ဖြစ်တိုက်တဲ့မှုတွေပေါ်မှာအခြေခံဖို့ကျွန်တော်တို့အားလုံးတိုက်တွန်းနှိုးဆော်တင်တယ်လို့ယူဆကြောင်းယာယီတမရခရှင်းပြပါရ တယ်။တရုတ်နိုင်ငံက NUG အစိုးရအဖွဲ့ပေါ်အမြင်တချို့ကိုပြန်လည်တက်မှတ်ပေးဖို့လိုအပ်ကြောင်းတရုတ်အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရပေါ်အမျိုးမျိုးသောထင်ကြေးတွေနဲ့ချင်းကပ်ထင်မြင်တွေကကြားပြီးဖြစ်ကြောင်းအစိုးရအဖွဲ့အနေနဲ့အဲ့ဒီချက်ကိုလည်းလေးနက်စွာကင်တွယ်ဖြေရှင်းဖို့လိုကြောင်းသူကပြောပါတယ်။အစိုးရအဖွဲ့ကတရုတ်ရဲ့ရန်သူမဟုတ်ကြောင်းတရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေမယ့်အဖွဲ့မဟုတ်ဘူးလို့ဆိုပြီးတိတိကျကျထုတ်ပေါ်ပြောဆိုနိုင်ဖို့လိုကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကတရုတ်နဲ့ပတ်သက်ရင်ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်မှုကိုအခြေခံနဲ့နိုင်ငံသားကြီးသဘောထား ရှိကြောင်းဒါကြောင့်အစိုးရဖွဲ့ကတရုတ်ရဲ့ရန်ဘတ်အင်အားတခုလည်းမဟုတ်ဘူးဆိုတာပွန့်ပွန့်နေနေထုတ်ဖော်ပြသတဲ့ကြောင်းမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရုတ်ရဲ့အကျိုးစီးပွားရေးနဲ့ပတ်သက်ရင်းနဲ့အမျိုးသားညီညွတ်ရေးအစိုးရကတရုတ်အတွက်စူညံခလုတ်ဖြစ်ရှိနေမှာမဟုတ်ပဲမိဖက်အနေနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုတရုတ်ဘက်ကသတင်းစကားပါတင်ကြောင်းယာယီသမရကဆက်လက်ပြောဆိုပါတယ် မြန်မာနိုင်ငံကလွတ်လပ်တဲ့အချုပ်အခြာအာဏာပိုင်နိုင်ငံတော်တစ်ခုဖြစ်သလိုဒေသရေးနိုင်ငံတွေဖြစ်တဲ့အာဆီယံကဲ့သို့ပေါင်းစည်းမှုတွေမှာလည်းပြည်တွင်းရေးဝင်ရောက်မဆွတ်ဖက်ရေးမှုကိုအာဆီယံပြည်ညင်မှာလေးနက်စွာထည့်သွင်းဖော်ပြထားပြီးဖြစ်တယ်လို့ယာယီသမရာဒူဝါလက်ရှိနာကအဖွဲ့မင်ကောမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ဒေသရင်းဩစာသိသိထွားလာတဲ့တရုတ်နေနဲ့မြန်မာအရေးတွင်တက်တက်ကြွကြွဝင်ရောက်ပြန်ပြေးမှုကိုမငင်းပေတော့လဲတဖက်မှာအခုထပ်ပုံမကျင်းပြန်တဲ့ချင်းကပ်မှုတွေနဲ့ဂျာဝင်ပြန်ပြေးမှသာရရှိအတွက်စိတ်နှီးကောင်းဖြစ်တယ်လို့ယူဆကြအခုလောက်ရက်ကမြန်မာ ရှိကိုလက်တလော အနာသက်သားယုံစေးမီတို့လောက်နဲ့ဂျင်းနဲ့တင်းတင်ရမလို့ဖြစ်နေရလို့ရှုစားကြောင်းယာယီသမရကဆက်လက်ပြောဆိုပါတယ်တရုတ်နိုင်ငံကမြမအရေးကိုဝင်ရောက်ဆက်ဖက်လျက်ရှိရာ MNDA ကတင်ပိုက်ထားတဲ့လာရှုမျိုးကိုစစ်ကောင်စီထံကိုပြန်လည်လွှဲပြောင်းပေးမှုအပေါ်မြမပြည်သူတွေနဲ့တော်လိုင်းအင်အားစုတွေကစေအုပ်စုကိုတရုတ်က ထောက်ခံတဲ့လုပ်ရက်အဖြစ်ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ဖားကတ်မျိုးကိုထိုးစစ်ဆင်လာတဲ့စစ်တပ်ကိုလဝါကြီးရွာမှာကရင် KPD ရဲ့ပူပေါင်းဖွဲ့တွေကတိုက်ခိုက်မှုစစ်တပ်ဘက်မှ73လောင်းရရှိပြီးတအုပ်အရှင်ဖမ်းမိကလဝါရွာစုတောင်းတောင်ရှိစစ်တပ်စခန်းကိုသိမ်းပိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကတ်မျိုးကိုထိုးစစ်ဆင်လာတဲ့စစ်တပ်ကိုလဝါကြီးရွာမှာကရင် KPD ရဲ့ပူပေါင်းဖွဲ့တွေကတိုက်ခိုက်မှုစစ်တပ်ဘက်မှ73လောင်းရရှိပြီးတအုပ်အရှင်ဖမ်းမိကြောင်းကရင်ရှိရန်တရင်ရင်းမြစ်တွေကပြောပါရယ်။မေလာတရနေ့ဖားကတ်လန်လဝါကြီးရွာရှိစစ်တပ်ကိုကရင် KPD ရဲ့ပူပေါင်းတ က်တွေကဝင်ရောက်တိုက်ခိုက်ရာစစ်တပ်လောင်းခံပြည်သူစစ်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း73လောင်းရရှိကြောင်းလဝါကြီးရွာမှာစစ်သားတွေကစုတောင်းတောင်ကိုထွက်ပြေးသွားကြကြောင်းသိရပါတယ်။လဝါကြီးရွာခရိယံစုတောင်းတောင်ကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA KPDF ပူပေါင်းဖွဲ့တွေကလိုက်လံတိုက်ခိုက်ခဲ့ရာစစ်သားတအုပ်အရှင်ဖန်းစင်ရရှိကြောင်းစုတောင်းတောင်ကိုလည်းမဟာမိတ်ပူပေါင်းတပ်တွေကတင်ပိုက်ထိန်းချုပ်လိုက်ကြောင်းသိရပါတယ်။ဧပြီလ24ရက်မှစတင်ပြီးကချင်ပြည်နယ်ဖားကတ်မြို့မိုးကောင်ကာမိုင်းဘက်မှာ စစ်တပ်စစ်ကြောင်းများအင်အားရာချီတက်လာခဲ့တဲ့အတွက်ဖားကန်လန်ပိုင်များအားလုံးပိတ်ထားကြောင်းမြကြီးနာမိုးကောင်းကာမန်လိုင်းရေကာတာတဝိုက်မှာတိုက်ပွဲများအကြီးအကျယ်ဖြစ်ပွားခဲ့တဲ့အပြင်ဟိုပင်အင်းတော်ကြီးလန်ပိုင်တဝိုက်မှာလည်းစစ်တပ်ကစစ်ကြောင်းများထိုးနေလို့တိုက်ပွဲများဖြစ်ခဲ့ကြောင်းတိုက်ပွဲများတွင်အကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ KIA ပူပေါင်းဖွဲ့မှကူကီ National Army KNAB KIA ကောက်ခ KIA ကိုရခိုင် ABSDN KPDF, PDF, MOD, Naga တက်များပါဝင်ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့6မြို့အဝင်းနဲ့ပလောမြို့အဝင်းတို့မှာလူငယ်များကိုစစ်မှုထမ်းကိုင်းဖို့အတွက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးရဲကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်း6မြို့ဝင်းမှာစစ်ကောင်စီတပ်ကလူငယ်များကိုစစ်မှုထမ်းကိုင်းဖို့အတွက်ပေါ်တာဆွဲဖမ်းဆီးလျက်ရှိကြောင်းဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရယ်။အခုမေလအတွင်းဖွင့်လှစ်မဲ့စစ်မှုရန်ပတ်စင်ဆက်တောင်းအတွက်အကြမ်းဖက်စစ်ကောင်စီတပ်က6မြို့ဝင်းမှာစစ်ဆေးခိတ်တွေဖွင့်လှစ်ပြီးခီးတဲ့တင်ကားများပေါ်မှာလူငယ်များကိုမှတ်ပုံတင်စစ်ဆေးခြင်းဖုန်း မြစစ်စည်းခြင်းလှုပ်ဆောင်ပြီးလူငယ်တချို့ကိုမတင်ကားလို့ဆိုပြီးဖမ်းဆီးပြီးစစ်မှုထမ်းခိုင်းဖို့ခေါ်ဆောင်သွားကြောင်းသိရပါတယ်။ဧပြီလ28ရက်နေ့လင်းထက်ကျဲခီးသက်တင်ရင်ပေါ်မှာလူခီးသွားလူငယ်နှောင်းကိုစစ်တပ်ကချောင်းမြို့ဝင်မိုးပေါက်ကန်ကိန်းမှာဆွဲချသွားကြောင်းအဆိုပါလူငယ်နှောင်းမှာချောင်းမြို့နယ်စလင်အုပ်စုပင်းဝအိုချင်းရွာမှာဖြစ်ကြောင်းလက်ရှိမှာစစ်တပ်ကစစ်မှုထမ်းခိုင်းဖို့အတွက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်။အလားတူတနင်္သာရိုင်တိုင်းမြင်းခရိုင်ပလောမြို့ဝင်စစ်ကောင်စီစစ်စင်ကိန်းမှာလမ်းသွန်းလမ်းလာလူငယ်15ဦးကိုစစ်မှုထမ်းခိုင်းဖို့စစ် က်ကအဓမ္မဖန်စီသွားကြောင်းသိရပါတယ်။မေလာတရနေ့မနက်ပိုင်းလက်ကူးရွာဘက်မှပလောမျိုးဘက်ကိုလာတဲ့လမ်းပေါ်မှာဖွင့်လှစ်ထားတဲ့ကြောင်စုစစ်ကောင်စီကိန်းထွေအုပ်ဆာယာဖားရဲနဲ့စစ်ကောင်စီတပ်ကကာလီစီနဲ့ရောက်ရှိလာပြီးပုံမှန်သွာလာနေတဲ့လူငယ်မျိုးသားတွေကိုဖမ်းဆီးခဲ့ကြောင်းမင်းကမနက်၈နာရီခွဲမှမနက်၁၇နာရီဝန်းကျင်အချိန်ထိလူငယ်၅ဦးဖမ်းဆီးခံခဲ့ရကြောင်းသိရပါတယ်။ ဂိမ်းမှာအရက်ဝတ်တင်ရောစွတ်ဝတ်တင်ရောပဲပါသွားတာအကောင်လူငယ်ယောက်ျားလေးတွေပဲအမှတ်လေးရက်ကွက်ကပါတာများတယ်အမှတ်သုံးနဲ့အမှတ်နှစ်ရက်ကွက်ကတချို့ရှိပါတယ်ဂိတ်ကလည်းအမှတ်လေးရက်ကွက်မှာရှိတာပါပြီးတော့အဲ့ဒီရက်ကွက်ထဲကပဲအများဆုံးခွန်သွားတာလို့ဖန်ဆီးခံရတဲ့လူငယ်နဲ့နှိဆက်သူတောင်းကပြောပါတယ်ဖန်ဆီးခံရသူတွေနဲ့စတက်ဥခန့်ကိုပလောမျိုးမရဲစခန့်ကိုပို့ဆောင်လိုက်ပြီးကြံရှိရဲ့လူငယ်လေးဦးကိုခံဝန်နဲ့ပြန်လည်လွတ်မဲ့အခြေအနေရှိကြောင်းသိရပါတယ်ပလောမျိုးမရဲစခန့်ကိုပို့ဆောင်ခံလိုက်ရတဲ့လူငယ်တွေကိုစစ်မှုထမ်းခိုင်းဖို့အတွက်ပြင်းမျိုးနဲ့ရွှေ တူးညွာချေဆိုင်တိုက်ပွဲဝင်စီယုံရီတနန်းချောင်းတိုက်စီကိုရေလမ်းမှတဆင်းပို့ဆောင်ရရှိကြောင်းသိရပါရယ်ပလောမှာလူစဲချီဖမ်းပြီးစစ်မှုရန်ပို့တာမျိုးကတော့၃ချိန်နဲ့ထပ်ရှင်ပြီးဒါပေမဲ့နေကင်းဘတ်ကြီးဂိတ်မှာအစုလိုက်ပြုံလိုက်ဖမ်းတာကတော့ဒါပထမအဆုံးပဲနေရပေါင်းဆောင်မှာအရေးနိုင်ပြီးအင်အားဆုံးရှုံးနေရတာကိုပြန်လည်ဖြည့်တင်ဖို့စူးစမ်းနေရလို့ယူဆရပါတယ်လို့မြင်းခရိုင်မှတ်တစ်တိုင်ရဲ့ပြန်ချိုင်းတာဝန်ခံကိုအာနိုးကပြောပါရယ်ဖန်ဆင်းခံရတဲ့လူငယ်ရင်းရဲ့ဆိုင်ကင်များကိုလည်းစစ်တပ်ကတပါးတဲ့တင်ဆဲသွားကြောင်းအလားတူတဝဲမျိုး ကမျောကင်တရားနဲ့ပြောတော်ဝမြို့ဝင်ခင်များမှလည်းစစ်တပ်ကလူငယ်များကိုစစ်မှုထမ်းခိုင်းဖို့ဖမ်းဆီးမှုတွေရှိနေကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါရယ်။ နောက်ထပ်တပုတ်အနည်းနဲ့တရုတ်ကူညီနဲ့လာရှုကိုစစ်ကောင်စီကပြန်လည်ရရှိတော့လဲအရှင်းမြောက်တိုင်းစစ်ဌာနချုပ်ကိုလာရှုမှာဖွင့်လျက်ရမရှိတော့ဘဲမိုင်းရဲနဲ့တန်ရံမှာမျိုးတစ်ဖို့အခြေစိုက်ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MND ကသိမ်းပိုက်ထားတဲ့လာရှုမျိုးကိုစစ်ကောင်စီကပြန်လည်ရရှိလိုက်ပြီဖြစ်တော့လဲအရှင်းမြောက်တိုင်းစစ်ဌာနချုပ်ကိုလာရှုမှာဖွင့်လျက်ဖို့မရှိတော့ဘဲမိုင်းရဲနဲ့တန်ရံမှာမျိုးတစ်ဖို့အခြေစိုက်ထားကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါရယ်။ AB လ22ရက်ကစတင်ပြီးစစ်ကောင်စီကလာရှုမျိုးကိုပြန်လည်ရယူထားတော့လဲအရှင်း မြောက်တိုင်းစစ်ဌာနချုပ်ကိုတော့အထည်ဆိုင်ဖို့မရှိတော့စာခါကစစ်စင်ရေးကုတ်ကဲမှုဌာနချုပ်အစင်သားပြန်လည်ဖွင့်စည်းထားမှာဖြစ်ကြောင်းသိရပါရယ်။ရမခတိုင်းစစ်ဌာနချုပ်ကိုတော့လာရှုမှာပြန်အထည်ဆိုင်ဖို့မရှိဘူးစာခါကအစင်မဲ့ပြန်လည်ဖွင့်စည်းမယ်လို့သိရတယ်။လက်နက်နဲ့လူဝင်အားတွေပြန်ပို့ပြီးငကုံမူလတပ်တွေပြန်လည်တိစောက်ဖို့ဖွဲ့စည်းနေပြီဖြစ်ပါရယ်။လာရှုစေယုံကြီးလည်းပြန်လည်ဖွင့်လည်မယ်လာရှုခရိုင်စင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလည်းပြန်လည်ဖွင့်လည်ပါမယ်ငကုံလို့တော့တိုင်းစစ်ဌာနချုပ်မျိုးကိုတော့ပြန်လည်ပြီးတော့မလုပ်တော့ဘူးလို့သိရပါရယ်လို့နေပြည်တော်စစ်ဘက်တ တင်းရင်းမြစ်ကရှင်းပြပါရယ်2024ခုနှစ်ဩဂုတ်လ3ရက်နေ့မှာ MNT ကလာရှိုးရှိအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုအပိသက်တိုက်ခိုက်သိမ်းပိုင်ပြီးရနောက်စစ်ကောင်စီကယာယီအပြင်မိုင်းရဲနဲ့တရံပတ်မှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ယာယီပြန်လည်ဖွဲ့စည်းခဲ့ကြောင်းအခုကရှိမြောက်တိုင်းစစ်ဌာနချုပ်တွေကိုမြို့သိစီမံချက်တွေမိုင်းရဲနဲ့တရံမှာအခြေချတာပြီးဖြစ်ကြောင်းသိရပါရယ် MNDA ကတိုက်ခိုက်သိမ်းပိုင်ထားတဲ့လာရှုမြို့ကိုနိုင်ငံရေးဖီအာရီကြောင့်အာနာသိန်းစစ်ကောင်စီတပ်ပြန်လည်ပြည့်ရခင်ရကြောင်းကိုးခန့်တရင်စာမှာ April 26ရက်နေ့ကတရားဝင်ထုတ်ဖော်ကြေညာခဲ့ပါတယ်။တရုတ်ရဲ့ဂျာဝင်စစ်စံမှုရိယာစစ်ကောင်စီကလာရှုမြို့ပေါ်ရက်ွက်ဆန်းကူကိုပြန်လည်အုပ်ချုပ်သွားမှာဖြစ်ပြီးမြို့ပြင်ပမြို့ပပတ်လေကို MNDA ကတက်ဆွဲထိန်ချုပ်ထားပါတယ်။တရုတ်စိုးရရဲ့ဂျာဝင်ဆောင်ရွက်မှုနဲ့အခုနှစ်ဇန်နဝါရီလ18ရက်နေ့ကုမင်းဆွေးနွေးပွဲမှာစစ်ကောင်စီနဲ့ MNDA တို့ကြားအပြစ်ခတ်ရစဲဖို့သဘောတူညီခဲ့တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။